ခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာလွန်ခဲ့တဲ့တစ်လလောက်ကမြန်မာနိုင်ငံမှာကြီးမားတဲ့ငလင်တန်တင့်သွားလို့အန်ဂျီစစ်စီဖြေဆိုဖို့ခက်ခဲဖြစ်နေတဲ့ညီလေးတွေညီမလေးတွေရှိလားဆိုရှိရဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးနော်အားလုံးပဲမင်္ဂလာပါအကူကတော့ Steady Mates NGCSC ကိုဦးစီးတည်ထောင်တဲ့ Teacher Phillips ပဲဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးထဲမှာကတော့အကိုကအကိုရော Study Mates IGCSE ဆိုတာဘယ်သူတွေအတွက်လဲဘာတွေလုပ်ပေးနေရလဲ ြီးရင်ရီရှီမာရောဘာတွေဆက်လုပ်သွားဖို့ရှိလဲဆိုတော့အခုတို့ရဲ့ organization အကြောင်းလေးတွေကိုအသေးစိတ်ဖျက်ဖျက်ပြပေးပါမယ်ဖြစ်ပါတယ်ဒီဆုံးအခုတို့ Steady Mix IGCC ဆိုတာကတော့မြန်မာနိုင်ငံမှာအားလုံးသိကြတဲ့အတိုင်းပဲလွန်ခဲ့တဲ့တစ်လလောက်ကကြီးမားတဲ့ငလေတန်တင့်သွားလို့ပညာရေးကဏ္ဍမှာအခက်အခဲဖြစ်နေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ကိုအဓိကဦးစီးပြီးတော့တည်ထောင်လိုက်တဲ့ non profit organization တစ်ခုပဲဖြစ်ပါတယ် အကိုတို့ organization မှာအခုလက်ရှိလုပ်ကိုင်ပေးနေတဲ့ volunteer အယောက်30ကျော်ရှိပါတယ်။အဲ့ဒီအယောက်30ကျော်ကနေပြီးတော့အကိုတို့အနေနဲ့ IGCSC ဖြည့်ဆို့ဖို့ပေါ့နော်။သူကအဲ major target ထားပြီးတော့ IGCSC ဖြည့်ဆို့ဖို့ register လုပ်လိုက်တယ်။ဒါပေမဲ့ငလင်တန်းကြောင့်မလို့စာမျက်ဝဲတွေရက်လိုက်ရတယ်။ပြီးတော့စာလည်းဘယ်လိုဆက်လုပ်ရမှန်းမသိဘူး။အဲ့လိုမျိုးဖြစ်နေတဲ့သူတွေအတွက်အကိုတို့အနေနဲ့အလက်ကဒီ past paper ဖြည့်ပြတဲ့ video လေးတွေ revision video တွေပြီးရင်ကိုတို့ notes တွေဒီ flash cards တွေလိုအပ်တဲ့ resources တွေအကုန်လုံးကိုခါမဲ့ထောက်ပံ့ပေးသွားမယ် organization ပဲဖြစ်ပါတယ်ကိုအနေနဲ့အခုလောက်ကင်နေရဲ့အယောက်ဖွင့်ကြည့်ရ30ချွန်နဲ့ချစ်ချစ်လေးလေးနဲ့ကိုတို့ department တွေထေချာခွဲပြီးတော့ဖြစ်နိုင်ရင်ဘာသာရက်တိုင်းကိုဘာသာရက်တိုင်းမှာမှ CIA ဖြစ်ဆိုမဲ့သူတွေရောအဲ့ဒီ SAFE ဖြစ်ဆိုမဲ့သူတွေရောအကုန်လုံးအတွက် မဦးစွာအကိုတို့က past paper explanation video လေးပေါ့နော် past paper ဟာဒီလိုနိုးလေးတွေဆိုတော့ဒီနိုးလေးတွေလောက်ရမယ်ဘယ်ပိုင်းလေးတွေမှာတော့ចောင်းသားចောင်းသူတွေနဲ့တိထားမယ်ဘလိုပုံနိုးလေးတွေဆိုရင်တော့ဒီလိုမျိုးဖြေရမယ် point တွေပေါအောင်ဖြေရမယ် marking schemes တွေဝင်အောင်ဖြေရမယ်အဲ့လိုမျိုး video လေးတွေကိုအကိုတို့အဓိကအားဖြင့်တော့ past paper explanation video လို့ပြောရမှာပေါ့နော်အဲ့ video လေးတွေကိုအကိုတို့အနေနဲ့ဒီငလျင်တဲ့ចောင်းမလို့အခက်ခဲဖြစ်နေတဲ့ចောင်းသားចောင်းသူတွေကိုအခမဲ့အခမဲ့ ထောက်ပံ့ပေးပါမှာဖြစ်ပါတယ်ဒီလိုမျိုးတက်ချင်တဲ့ចောင်းသားចောင်းသူတွေအနေနဲ့ဒီ comment မှာကျေးဇူးပြုပြီးတော့တက်ချင်ပါတယ်ဆိုတဲ့ comment လေးကိုရေးပေးခဲ့ပါပြီးတော့တကယ်အခက်ခဲဖြစ်နေတဲ့သူတွေသိအောင်လို့လည်းဒီ video လေးကို share သွားပေးဖို့အတွက်မေတ္တာရက်ခံချင်ပါတယ်အဲ့တော့ခုနအကိုရှင်းပြသလိုပဲကိုရောအနေနဲ့ဘယ်လိုမျိုးသွားမှာလဲဆိုရင် Telegram group ကနေပြီးတော့ကိုရောဒီအခက်ခဲဖြစ်နေတဲ့ចောင်းသားတွေ join ဖို့အတွက်အကို Telegram group link လေးတစ်ခုချပေးထားမယ်။အဲ့ Telegram group link လေးမှာဒီငလျင်တချောင်းမလို့အညီချစီဖြေဆိုဖို့အခက်အခဲဖြစ်နေတဲ့ချောင်းသားချောင်းသူမိသူမဆိုးဝင်ရောက် join လို့ရပါတယ်။အဲ join ထားပြီးခွားရယ်ဆိုရင်တော့ဒီညီလေးညီမလေးတွေနဲ့သက်ဆိုင်တာ Telegram channel topics တွေမှာသက်ဆိုင်ရပါလာရက်လိုက်ပေါ့နော်။ဥပမာသင်ချာဆိုလဲသင်ချာ physics ဆိုလဲ physics chemistry bio cs အ ICT ဘာသာရဲ့အစုံကိုမှအဲ့ဒီဆဲကဆရာကြီးရောအတွက်အပတ်စဉ်အပတ်စဉ်မှာပေါ့နော်အပတ်စဉ်အတိုင်းကိုမှဒီ best paper explanation video လေးကိုရုဘက်ကတင်သွားပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျောင်းသားကျောက်သူတွေအနေနဲ့ရောကိုရုဘက်ကတောင်းဆိုချင်တာတစ်ခုပဲရှိပါတယ်တစ်ခုလေးပါအဲ့ဒါဘာလဲဆိုရင်တတိချာချာလေးနဲ့လိုက်လို့ပေးဖို့ပေါ့နော်အခုတို့ကဖြစ်နိုင်ရင်တော့ Zoom class လေး season ပေးချင်ပါတယ်ဒါပေမဲ့လူရိုင်းအတွက်အခု line အခြေအနေရရောအဓိကကတော့ကိုရုရည်ရွယ်ချက်ကဒီငလင်တန်းချောင်းမလို့ဟို စာလုံးဖို့အကြီးရှည်စာလုံးဖို့အခက်ခဲဖြစ်နေချောင်းသားချောင်းသူတွေမိသည့်အချိန်မှာမစိုးဖို့နော်လိုင်းရတာနဲ့ internet access ရတာနဲ့စာလုံးနိုင်စေဖို့အတွက်ရည်ရွယ်ပါတယ်အားကြောင့်မလို့ညီတို့ညီမတွေတို့အနေနဲ့ commitment တစ်ခုပဲပေးရမှာပါအဲ့ဒါကအစာတီချာလေးလိုက်လို့ပေးဖို့ပါပဲအကူရောဘက်ကလိုအပ်တဲ့ resources တွေလိုအပ်တဲ့ video တွေအကုန်လုံးကိုအခမဲ့ထောက်ပံ့ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့တကယ်လို့ကိုကအသေးစိတ်ထပ်ပြီးသိချင်တာရှိရဆိုရင်လည်း comment တော့ပေးခဲ့ပေးပါအဲ့တော့အားလုံးပဲ ်ကိုတို့ဒီချင်းလေးကြီးကိုတူတူချော်ဖြတ်ပြီးတော့ပညာရေးကဏ္ဍကနေတက်နိုင်သမျှကိုတို့ဘက်ကနေပြီးတော့ပူပေါင်းပါဝင်ပေးထားပါဗျ။အဲ့တော့ဒီအမ်ညီလေးတို့ညီမလေးတို့အနေနဲ့လည်းအတက်နိုင်ဆုံးစူးစမ်းပြီးတော့စာမေးပွဲလေးကိုအအောင်မြင်မြင်နဲ့တူတူချော်ချော်ဖြေအောင်ဝင်ရောက်ဖြေဆိုပေးကြပါလို့ စ်တမ်းရခိုင်ရင်းနဲ့ပဲဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်အဲ့တော့အဲတိကျနာရှိရဆိုရင်လည်းဒီဗီဒီယိုကွန်မန့်အောက်မှာလည်းပြီးလို့ရပါတယ်အခုပြီးရင် register လုပ်ဖို့အတွက် Google Form လေးရဲ့ပြီး Telegram group လေးရဲ့အခုချထားပေးပါမယ်ညလျင်တဲ့ကြောင့်မလို့ RGCSE ဖြည့်ဆို့ဖို့အခက်အခဲဖြစ်နေတဲ့ဘီသူမဆိုဝင်ရောက် join လို့ရပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်